ီလနဲ့ခန္ဓာကိုယ်ဘယ်ဟာကပို့ပြီးတော့တန်ဖိုးရှိတယ်လဲဆိုခန္ဓာကိုယ်ကြီးကတန်ဖိုးရှိတာမဟုတ်ဘူးတကယ်ရတော့ဒုရီယခန္ဓာကိုယ်တန်ဖိုးမရှိဘူးဆိုတာစဉ်းစားကြည့်ဒုရီယနေစနေအမြတ်ဥမင်းတဲ့ဘက်ကိုသွားနေတာခန္ဓာကိုယ်ရဲ့တန်ဖိုးကတကယ်တန်ဖိုးမဟုတ်ဘူးရုပ်ခန္ဓာကိုယ်ကြီးကမွေးဖွားလာပြီးတဲ့နောက်မှာ7နှစ်7နှစ်နဲ့ ပြောင်းလဲလာလိုက်တာတဲ့၄၅60ရောက်သွားရင်နော်ဦးမင်းရင်ရောလာပြီးနောက်ဆုံးမှာဖြစ်ထားခဲ့ရတဲ့အနေအထားပဲရောက်တယ်ဒီတည်းကယူသွားเสียဆိုတာတခုမှမရှိဘူးခန္ဓာကိုယ်ကထွက်တဲ့အရာတွေချင်းနဲ့တင်းထားเสียတာတခုမှမရှိဘူးတံပိုးရှိတဲ့ယေရနာခန္ဓာကိုယ်ထဲမှာရှိမှမရှိဘူးတက်ရှိနေတာလေးပဲသာရှိတာအဲ့ဒီလိုခန္ဓာကိုယ်ကြီးကရနိုင်တဲ့ တမိုးရှိတဲ့အရာဆိုပုံမှန်အဖြစ်ရနိုင်တာမဟုတ်ဘူးခန္ဓာကိုယ်အကြောင်းပြုပြီးတော့တိလာဆောင်းလိုက်တယ်ဆိုရင်တော့ဒီတိလာဟာအနှစ်သာရဖြစ်သွားပြီခန္ဓာကိုယ်ကြီးကအနှစ်သာရမဟုတ်ဘူးတိလာကအနှစ်သာလူရဲ့ခန္ဓာကိုယ်ဆိုတာနေစဉ်နဲ့အမျှလူရဲ့ရုပ်ဆင်းဆိုတာတမိုးကကြာဆင်းသွားတာပဲကြာမှုတယ်မဟုတ်လားရွှေတနေ့ဝေတနေ့ဆိုတဲ့စကား လူတွေကအတိတ်ပဲကောက်လွှဲနေတယ်ရှိတနေ့ငွေတနေ့ဆိုတာအများနားလဲနေကြတာဘလို့နားလဲတုံးဆိုတာအေးတက်ကြည့်လိုက်ကောင်းတဲ့နေ့ကောင်းတယ်မကောင်းတဲ့နေ့မကောင်းအဲ့ဒါဟိုရှိတနေ့ငွေတနေ့လို့ပြောနေကြတယ်အမှန်အဲ့ဒီအတိတ်ပဲမဟုတ်ဘူးနော်ရှိတနေ့ငွေတနေ့ဆိုတာဒီကနေ့ရွှေနဲ့တန်တော်လဲလက်ဖြံကြတော့ငွေပဲတန်တော့နောက်တနေ့ကြတော့ကြီးနောက်တနေ့ကြတော့မြေး နောက်တနေ့ကျတော့အလကားတောင်တန်ဖို့မရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဆိုလိုတာရောချသွားတဲ့အဓိပ္ပာယ်တန်ဖို့ရောတာကိုပြောလိုတာနော်သို့တော်ဖိုးကြီးမယ်ကြီးဖြစ်လာတဲ့အခါကျတော့နေကောင်းလားဆိုတော့ဩတက်ကြီးလန်ရွှေတနေ့ငွေတနေ့ဆိုမဟုတ်ဘူးရွှေဖြစ်တဲ့နေ့ဆိုတော့မရှိတော့ဘူးနော်အဲ့ဒါပဲလာတဲ့စကားတော့ဆိုဥရိယပတ္တဇတ်တော်လာတဲ့စကား နော်ရွှေတနေငွေတနေစာဥရိယပတ္တဇတ်တော်လာရာဥရိယပတ္တမင်းသားနဲ့ဥရိယပတ္တမင်းသမီးတို့ဟာမောင်နှမလူအိမ်အောင်ဖက်ခဲ့ကြတယ်သို့တော့အလွန်စင်ကြယ်စွာမောင်နှမလူနေထိုင်သွားကြတယ်နှစ်ပေါင်းများစွာနေထိုင်ဥရိယပတ္တမင်းသားအရင်ဆုံးတော့သူတို့နှစ်ယောက်ဂရိထားကြတယ် ကိုရောက်တဲ့ဘဝကိုလာပြီးတော့ပြောစတဲ့လူခရီးထားတဲ့အခါဥရိယဘာရမင်းသားကအရင်တည်ဆုံးသွားပြီးတော့တာဝရိသာနတ်ပြည်သွားပြီးတခြားသွားဖြစ်တယ်ဆိုတခြားသွားဖြစ်တဲ့အခါကျခရီးတိုင်းဥရိယဘာရမင်းသမီးစီလာပြောတာလာပြောတဲ့အခါမှာစိတ်ဆန်းတယ်စိတ်ဓာတ်ပြောင်းလဲမှုတွေဖြစ်သလားပြောင်းလဲမှုတွေဖြစ်သလားလို့ဆိုရင် ပမနေတောရှုခွက်ကြီးယရနာတွေပြည့်ထက်ပြီးရှုခွက်ကြီးနဲ့လာတံပိုးအမတမအကြီးကြီးပေးပြီးတော့သူ့ရဲ့အကျဉ်းနာသူ့ရဲ့မေတ္တာကိုလက်ခံဖို့ဆိုပြီးတော့ပရမနေလာပြီးတော့ရွှေခွက်နဲ့ဆွဲဆောင်တယ်ပေါ့နော်ဟိုကဥရိယဗေဒမင်းသားလွဲရင်ဘသူမှလက်မခံဘူး ဆိုတာကိုညင်းပယ်လိုက်တဲ့အခါကျဒါသူစိတ်အခြေအနေသိကြလို့လားစုံစမ်းတယ်အဲ့တော့ငိမ့်ပယ်လိုက်တယ်ရွှေခွက်နဲ့ဒါတော့လက်မခံနောက်တရက်တခါထပ်လာပြန်တယ်အဲ့တော့နောက်တရက်ထပ်လာတဲ့အခါကျတော့ဘာနဲ့လာတော့ဆိုငွေခွက်နဲ့လာရွှေခွက်မဟုတ်တော့ဘူးအဲ့ရွှေခွက်နဲ့လာတယ်ပထမနေ့ကတော့ငွေရွှေခွက်နဲ့လာပြီးဒုတိယနေ့ကျတော့တမိုးကရှော့ချလိုက်တယ်ငွေခွက်နဲ့လာ စဉ်းစားကြည့်လေခုခေတ်တင်တာတွေဘာတွေလျှောက်တဲ့အခါကျတော့တိုးပေးရတာလားလျှော့ပေးရတာလားတိုးပေးရတာရွှေနဲ့တောင်လက်မခံဘူးဆိုရင်စိန်တို့ဘာလို့ပေးမှရမှာပေါ့ဟုတ်လားရွှေကိုငင်းလိုက်တယ်ဆိုရင်သူ့ရဲ့ကြီးတဲ့စိန်တို့နဲ့ပဲဆက်သွယ်ရမှာပေါ့အဲ့လိုမဟုတ်ဘူးရွှေတဲ့အောက်ကြတဲ့ငွေနဲ့လာတယ်နောက်ရဲ့ဆိုရင်ကြီးခွက်နောက်ရဲ့ဆိုရင်မြေခွက်ဖြစ်သွားတာ အဲ့တော့ဥရိယဘာရမင်းသမီးကအံ့ဩတယ်အံ့ဩတယ်ဒီလူကဆန်းလာရည်လားပေါ့ပရမဏိကတော့ရွှေခွဲနဲ့လာတယ်အခုကျတော့မွေခွဲဖြစ်သွားလောကရဲ့ထုံတန်းစင်လာကရွှေတောင်မရဘူးဆိုရင်တိုးပေဖို့ပဲရှိတယ်သူကတော့ short ဖြစ်တယ်ဘာဖြစ်လို့ဒီလိုလုံးတယ်လေလူရဲ့ထုံတန်းစက်လောက်နားမလဲဘူးလားတင်တာမအောင်ဘူးဆိုရင်သူကတင်တာကြချင်းငွေတိုးပြရပါလေ သူကတော့တင်နာမအောင်နာငွေလျှော့ချအဲ့တော့ထူးဆန်းနေလို့မေးလိုက်တဲ့အခါကျတော့မှသူကတရားလမ်းကြောင်းကနေပြောပြတယ်ဟုတ်တယ်မင်းရဲ့ရုပ်ရည်အဆင်ဟာမနေ့တုန်းကရွှေနဲ့တန်တယ်ဒီကနေ့တော့မနေ့ရက်တည်းအိုသွားပြီဒါကြောင့်ငွေလောက်လက်ဖြင့်ကဆိုရင်ကြီးပဲတန်တော့တဝက်ခါကျတော့ခဲတို့ဒန်တို့ဟိုနောက်တည့်ရက်ကျတော့မြေအိုးပဲဖြစ်သွားတယ်တန်ကြီးရောသွားတယ်ဆို ပြောချင်တာကလူရဲ့ခန္ဓာကိုအဲ့တိုင်းပဲတံပိုးဆုပ်ယုံနေတာတိုးလာတယ်လို့မှရှိမှမရှိဘူးနော်တံပိုးဆုပ်သွားတယ်ဒါကြောင့်မို့အဲ့ဒီတံပိုးကရတဲ့ကိုချင်းသီလာဟာတံပိုးပဲဆိုပြီးတော့ကိုချင်းသီလာကောင်းအောင်သစ္စာပြတိုက်တော်နှုတ်ဆိုပြီးသီလတရားကြိုးစားအထုတ်ဖို့ထိုသီလရဲ့အစင်းမြင့်တဲ့အတိညာဏ်တို့တတိတို့သမာဓိတို့ဖြစ်ပွားစေရတဲ့ဘာဝနာလုပ်ငန်းတို့ အဲ့ဒါတွေကိုရှင်းလင်းဟောကြားတာကိုတုတ်တန်လို့ခေါ်တာ